မင်္ဂလာပါအင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးတို့2025ခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းတွင်ကံကြမ္မာစိုးကောင်းနှင့်တလဆာဆောင်းရံရှောင်းရံများကို ကျွန်တော်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ် ခင်ဃာသာသမီးမိတ်ဆွေတွေလူချစ်လူခင်ပေါများနေပြီးတော့စတလာပိုင်းမှာမျက်နှာပန်းပီယာဆန်းနေပွင့်နေပဲမိတ်ဆွေတို့အနေနဲ့မိကောင်းဆွေကောင်းတို့ရဲ့ကူညီကောင်းနေရရှိမယ်အလောက်ကိုင်းနေဟိုဟိုဒီဒီပြောင်းရွှေ့လောက်ကိုင်းလို့သော စိတ်တွေဖြစ်ပေါ်နေတတ်ပြီးတော့စတူလောက်ကိုင်းရတဲ့အလောက်တွေမှာစိတ်နှောင်ရှက်ဖြစ်ရတာမျိုးနားလည်မှုလွဲရတာမျိုးလေးတွေကြုံရတတ်ပါတယ် စပစ္စည်းမြေဝင်တတ်ပြီးတော့မိษွေတို့အနေနဲ့အိမ်ပြုပြင်ရတာမျိုးအိုးသိအိမ်သိတွေစောက်လုံးရတတ်ပါတယ်။လက်ရှိလောက်ကိုင်းနေသော စီးပွားရေးလုပ်ငန်းများဒီ17လပိုင်းတလားတာမှာထင်သလောက်ခရီးမပေါက်ဖြစ်နေမယ်။ငွေကြေးကိစ္စတွေခက်ခဲနဲ့ကြုံရမယ်။မိษွေတို့အနေနဲ့မမြလင်းသောအကုန်ကြများကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့အကျွေးတင်နေတတ်ပါတယ်။ ဒီစက်တလာပိုင်းတလာဒါမှာကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့လုပ်ငန်းတော်တော်များများမှာတစ်ကြိမ်နဲ့မအောင်မြင်မဲနဲ့နှစ်ကြိမ်လောက်ကန်ရတတ်ပါတယ်ချစ်သူဆောင်တွဲများဒီစက်တလာပိုင်းမှာကြည်နူးစရာပျော်ရွှင်စရာတွေနဲ့ပြီးနှက်နေပြီးတော့မင်္ဂလာသတင်းကောင်းများလဲကြားရပြီးကမှရက်ရွေ့သွားတာမျိုးလေးတွေကြုံရတတ်ပါတယ် ိန်အောင်ရှင်များမိမိရဲ့အိန်အောင်ဘန်းမိသားစုဝင်များနဲ့စိတ်ဝမ်းကွဲစရာ ကိစ္စတွေနဲ့ကြုံရတတ်ပါတယ်။အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးဒီဆက်တလာပိုင်းတလာတာမှာဘာပြဿနာပဲကြုံလာကြုံလာမိတ်ဆွေတို့အနေနဲ့ဒေါသတကြီးစိတ်လိုက်မှန်မှာဖြေရှင်းတာမျိုးတွေကိုစင်ကျင်သင့်ပါတယ်။ ျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစတလာပိုင်းမှာပညာကောင်းပညာတူးတွေရရှိတတ်ပြီးတော့ပညာဖြင့်လက်ရမယ်စာမိုးဝဲအလုတ်အင်တာဗျူးအလုတ်စာမိုးဝဲမိမိရည်မှန်းသလိုမဖြစ်ဘဲနဲ့စိတ်အလိုမကျစရာလေးတွေဖြစ်နေတတ်ပါတယ်မိတ်ဆွေတို့အနေနဲ့လက်တလောမှာမိမိရည်မှန်းထားတဲ့ရည်စူးထားတဲ့ကိစ္စတွေရှိတယ်ဆိုရင်ရဲရဲဟွန်းဟွန်းလောက်ကင်မှာအောင်မြင်မှုတွေရရှိတတ်ပါတယ် မိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းမှာကျမ်းမာရေးအနေနဲ့သွေးပေါင်းချိန်မမှန်ခြင်းဥကောင်းမကြည်မလင်ဖြစ်ခြင်းချောင်းဆိုးရင်ကျက်ဖြစ်ခြင်းအစာမှာနှလုံးအားနေသောယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ် ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစတလာပိုင်းတလတာမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင်6ရက်26ရက်28ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေကိုညီမဲ့သူတွေနဲ့ကြုံရတာမျိုးလေးတွေကြုံရတတ်ပါတယ် အဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းတလာဒါမှာအရေးကြီးကိစ္စတွေကို ဆောင်ရွက်တော့မယ်ဆိုလို့ရှိရင်၄ရက်၁၇ရက်20ရက်နေတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့အတုံးဆောင်အဝိစာပစ္စည်းတွေမှာပန်းရောင် လိမ္မော်ရောင်အဝါရောင်ပါသောလက်ကီကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်သင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ထီဝါဒနာပါလို့ထီကန်ဆန်းခြင်းတယ်ဆိုလို့ရှိရင် မိတ်ဆွေတို့ကန်ဆန်းမဲ့ထီနံပါတ်မှာ6စာ9စုံပါသောထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းသင်ပါတယ် ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးဒီစက်တလာပိုင်းတလာတာမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေဖို့ဆိုလို့ရှိရင် မိတ်ဆွေတို့အနေနဲ့လက်ဖက်လက်ဆောင်ပေးပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေရှင်လန်းစေဖို့လှူဒန်းရင် လက်ဆောင်ပေးရင်စူးတောင်းပေးရမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ရင်အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးဒီစက်တလားဝိုင်းမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတတ်ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မွေးနေ့ပေါ့နော်အစဉ်ပြေတော့ချိန်မှာမြတ်စွာဘုရားရှင် ကိုတော်မြတ်ကြီးကိုတန်မြာရေ6ခွက်လူတန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲဒုက္ခတွေကိုယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့တိုင်တဲပြီးတော့စူတောင်းရင်းဒါလူတန်းပေးရမှာပဲဖြစ်ပါတယ် အဲ့တော့ဒီစက်တလာပိုင်းမှာကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတွေ အားလုံးကျွန်တော်ပြောခဲ့တဲ့ရေဒီယာလေးတွေကိုစီရင်ဆောင်ရွက်ပြီးဒီချိန်မှစပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲတွေကနေပြီးတော့လွတ်မြောက်ပါစေမိမိတို့လောက်ကိုင်းလျက်ရှိသော လုပ်ငန်းဆောင်တာ ကိစ္စဝဝတွေမှာ ရောင်းမှန်းသာ၍ဝယ်ပန်းလာပါသည်စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ ဒီစတလာပိုင်းမှာကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့တာရင်စတလာပိုင်းတို့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးတို့တလားစာဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသက်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်